ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်နောက်ဆုံးတော့ယူလိုက်ပြီပေါ့လေအမေစကားကိုနားမထောင်မဲနဲ့မင်းလှုပ်ချင်အောင်လှုပ်တယ်ပေါ့ဟုတ်လားဒီကလေးမလေးကိုချွေးမဖြစ်နဲ့ဘယ်တော့မှလက်မခံဘူး ဒေါသရာဟာချွေးမလေးကိုယူရအတိုင်းကျူစူရာမလုပ်ဘဲအိမ်လေးကိုဝင်သွားပါလေ။ဒီချိန်မှာရောင်မဖြစ်သူဆန္ဒကအိမ်လေးဝင်သွားပြီးသူ့ရောင်မကြီးကိုကျူစူဖို့အတွက်မုန်ပကန်လေးသွားယူခဲ့ပါလေ။စိတ်မကောင်းမဖြစ်ပါနဲ့ချွေးမရဲ့မင်းတို့အမေကအဲ့ဒီအတိုင်းပဲ။ဟုတ်တယ်ရောင်မအမေကိုလေအင်းကောင်းကောင်းလေးသာချက်ကျွေးလိုက် အမေစိတ်ပြောင်းသွားလိမ့်မယ်။မိသားစုဝင်တို့ရဲ့စကားကြောင့်မူရလေးအိခန်းနဲ့ရောက်တဲ့အခါခင်မုန်းဖြစ်သူတီဟာကိုပြောခဲ့ပါတယ်။ယောက်ျားရဲ့ ကျွန်မဟင်းဘလို့ချဲရမလဲမသိဘူးမိဖူထဲမှာခြေတောင်ချဘူးတာမဟုတ်ဘူးအမေပြောအောင်လို့လုပ်ပြရမလဲဟင်းချဲရတာတော့မခက်ပါဘူးကွာမနေ့ပြန်မနေ့ကြရင်ကိုကူချက်ပေးမယ်ဆန်ဝစ်နဲ့ပါစတာကိုလုပ်တတ်ပါ रे နောက်တနေ့မနေ့မှာတော့တီဟာလေးမိဖူကနေ့မှာမိမဖြစ်သူကိုကူညီပါ रे ဒါပေမဲ့လည်းစပွဲပေါ်ကစားစရာတွေကိုဒေါတာကမြင်ချိန်မှာတော့ဒေါတာထွက်ခဲ့ပါ रे အမလီဒီလိုဟာရီကိုငါဘလို့စားမှာလဲ ငါစိတ်တိုင်းကြယူထားတဲ့ချွေးမငယ်လေးလာမှာပဲပူရီလေးပါရီကိုစားရတော့မယ်။ဒါကချွေးမကြီးရဲ့ပထမဆုံးဟင်းချက်တဲ့နေ့လေအဲ့လိုတွေမပြောပါနဲ့လားမိမရဲ့။ဒီကလေးမချက်တာရရှင်တို့ဘာသာရှင်တို့စားကြ။ကျမတို့ကိုဘာသာကိုချက်စားမယ်။အဲ့လိုပြောပြီးဒေါသရကကိုတိုင်းချက်စားဖို့မိဖို့ကြောင့်နေဝင်သွားခဲ့ပါတယ်။မူရလေးရောက်ခမဖြစ်သူကြောင့်အတော်လေးစိတ်မကောင်းဖြစ်သွားတာပေါ့။ဒီလိုနဲ့ပဲနေရတွေ့ကုန်းဆုံးသွားပြီးဒေါ်တာရစိတ်တိုင်းကြရွေးတာတွေချွေးမအစ်လေးရောက်လာပါတယ်။ချစ်ရတဲ့ချွေးမလေး မနေ့ဖြန်ကတမိပထမဆုံးဝင်ရမယ်မိဖို့ကြောင့်ရဲဆိုတော့ပူရီလက်တူထက်တရားစွပြုတ်ချပတ်တီမြေယူတီချက်အဲ့ဒါလေးကိုဆက်ဆက်လေးလုပ်ပေးအောင်နော်ချက်သားနဲ့ဇီယာချက်လေးလည်းချက်ပြီးတော့တမိကိုဘာလို့အမေရွေးထားလဲဆိုတာကလေတမိရဲ့လင်ညီမသိအောင်လို့လုပ်ပြလိုက်စမ်းပါဟုတ်ကဲ့ပါမေတမိအကုန်ချက်ပေးပါမေအမဟင်းမချက်တတ်ဘူးဆိုရင်လည်းဟင်းချက်လေးကိုတင်ပေးလိုက်ပါမေညီမလေးကသဘောကောင်းလိုက်တာနော်ငါထွေးမအကုန်ကောင်းပြီသားမြို့ညီလေးကြည့်ပါဦး ချွေးမလေးဒီတယောက်ပေါ်မှာအချိန်ကြီးဖြုံးမနေတမ်းမနဲ့အေး तू ကလေသမီးတို့မျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးသမီးရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်မဲ့နေ့ကိုတော့တိတ်ချအာယုံစိုက်ထားဒေါ်တန်ရလေးအဲ့လိုပြောပြီးတော့ထွက်သွားလိုက်ပါတယ်နောက်တနေ့မနေ့မှာတော့မာနာကချက်ပြုတ်နေခြင်းမူယာကဘေးကနေချက်ပြုတ်တာကိုရဲကြည့်နေပါတယ်ဒီနေ့အချိန်မရှိလို့ဟင်းဘလို့ချက်ရမလဲမတင်ပြီးတော့ဦးမညီမချက်တာကိုကြည့်ထားလိုက်နော်နောက်ပြန်ကြမှာပဲအမောက်တေချာလေးတင်မိမယ်လို့ဂရိပေးတယ်။လောလောဆယ်တော့ချက်ဖို့ပြင်စင်တာကိုတင်မိမယ်။ ဒီလိုနဲ့ပဲမူရောက်ကိုဟင်းသီးဟွေတွေလှီးခိုင်းပြီးမာလာကတော့ပင်းဟင်းချက်ပါရီပင်းဟင်းဦးတေထားတို့မှဂျုံနေကိုနေလိုက်ပါရီခဏကြာပြီးနောက်မှာတော့အသီးရွက်တွေပါချက်ပြီးစိတ်ဆွပြုတ်ကိုပါချက်လိုက်ပါရီမူရလေးကြည့်နေရင်လည်းချက်နီးတွေကိုတီးသွားပါတော့တယ်ညီမလေးကတော်လိုက်တာအမလည်းဘယ်တော့မှညီမလိုချက်တက်မလဲမသိဘူးညီမတင်မေးမှာပေါ့စိတ်ချလာအခုတော့ဟင်းနေတော့ချစို့စာဘူတာဖို့ဟင်းတွေချပေးချိန်မှာတော့ဒေါ်တာယာကသူ့ချွေးမကိုချီကျူပါတယ် နောက်ဆုံးတော့ဒီမနက်မှာပဲမာလာကိုဘာလို့ငါချွေးမတို့ချင်မှနားလေတော့တယ်ရှင်တို့တွေကလေကျမချွေးမလေးချက်ထားတော့မြင်ကြလားဟိုတယောက်နဲ့မြကွာပါမေအဲ့လိုမပြောပါနဲ့အမစိတ်မကောင်းဖြစ်သွားလိမ့်မယ်အင်းချဲရတာမခက်ပါဘူးအမလည်းမကြခင်တက်သွားမှာပါအမေဖြစ်လေအဲ့တယောက်ချက်တက်လာမယ်လို့မထင်ဘူးတမိတင်မိချင်တယ်ဆိုရင်လည်းသဘောပါသူချွေးမကိုအားရအောင်ချီကျူပြီးဒေါ်တရာလေးအခန်းလေးဝင်သွားခဲ့ပါတယ်။နောက်နေမှာမာလာကမူရောက်ကိုဟင်းချက်နီးတင်ပေးပါတယ်။ ခဲရတာလွယ်ဆုံးကတော့ပဲဟိနဲ့ထမင်းပဲထမင်းချက်တော်အရင်တင်ပေးမယ်လေအရင်ဆုံးဆန်အောင်ပြောင်းဆေးရမယ်ပြီလို့ရှင်ရေထည့်ပြီးတော့တိတ်လိုက်အောင်မယ်မာလာပြောတဲ့အချိန်မူရကတသွေးမတိန်လိုက်လို့ပါတယ်ခဏကြာပြီးတဲ့နောက်မှာထမင်းအိုးကြက်ချိန်လောက်မှာတော့ဘေးကပဲဟိအိုးကလေးကိုမြုပ်သီးတွေပဲတွေဟင်းခံမွေးကြိုင်တွေစားတွေစနင်းတွေကြက်သွန်းလေးထည့်ပြီးမာလာပြောတယ်လို့တဲပါတယ်ဒါဆိုခဏဆန်းရုံမဲမှာသုံးခေါက်လောက်ဆူပြီးသွားရင်ရပြီလေအဲ့ချိန်မှာပဲဟိနဲ့ကိုအသီးရွက်တွေအသားတွေထည့်လိုက်အောင်မယ် နှစ်ခါလောက်ဆူပြီးဆိုတာနဲ့အတီးရက်တွေအတိလိထားရမယ်နော်မဒီချိန်မှာပဲမာလာအမေစီကဖုန်းလာလို့မာလာလေးခန်းထဲကထွက်သွားခဲ့ပါတယ်တယောက်ထဲကျန်ခဲ့တဲ့မူရလေးတိကျမလုတ်တက်ကြနဲ့ဟင်းအိုလိန်တူးသွားရှာပါတယ်အမလီညီလက်ချက်ကိုညီရှိနေလို့ဟင်းအိုကတူးရတာပေါ့လေကြီးတာချက်ခိုင်းလို့ရတော့လေငါတအိမ်လုံးမီးလောင်တော့တယ်အလောက်လည်းမတူးပါဘူးမေရဲ့အမေဒီနေ့အမကလေးပဲဟင်းနဲ့ထမင်းချက်ပေးကြတာတဲ့မေတို့စားဖို့ပြင်မိမယ်နော် အချိန်ခဏကြာပြီးနောက်မှာတော့တမိသားစုလုံးလည်းစားဖို့ပြင်လိုက်ပါတော့တယ်။ဒါပေမဲ့ဆန်းကမနှက်သေးပဲဟင်းကတူးနေပါတည်းတမိရဲ့ညီလီညီမကတော့လေဆန်ကိုဖျက်ဆီးလိုက်တာပဲ။တမိဘလို့တည်တဲ့သူကဖြစ်ဘာမှချက်တက်လာမှာမဟုတ်ဘူး။အမေရဲ့အမလည်းကြိုးစားပြီးတော့ချက်တာပါပဲ။သူ့ကြိုးစားမှုတွေမိဖို့တွေကိုထယ်ထားလိုက်ဆန်းမှာ သူချက်တာစားမယ်စားငါဘာသာပဲချက်စားရမှာမဟုတ်ဘူးမေ။မိမရဲ့ကိစ္စတိုင်းကိုအပြည့်အစုံရှာမနေစမ်းပါနဲ့။ သူခမရမင်းကျင်းနဲ့အောင်ကြိုးစားပြီးချက်ထားပေးရရှာတာပါဒေါသရလေးစိတ်ဆိုးသွားပြီးအခန်းထဲကထွက်သွားခဲ့ပါတယ်ရောက်ခမဖြစ်သူရဲ့အပြုအမူတွေကြောင့်မာယာလေးမျက်ရည်တွေဝင်းနေရှာပါတယ်ဒီလိုနဲ့ပဲနေရတွေကုန်ဆုံးသွားပြီးမာယာကလည်းမူရကိုဟင်းချက်နေတင်ပြီးစေတယ်ကွယ်မာလာမီကတော့မာလာကိုဇူနေပါတယ်တမီးယူနေပြီလားဘာလို့ဟင်းချက်တင်ပေးနေရလဲညီရောက်ခမကလည်းညီဟင်းချက်ကောင်းတယ်လို့သဘောကျနေရနော်ညစ်တင်ပေးလိုက်လို့ဟိုအမကညီထက်ပါသွားရင်ဘယ်လိုလုပ်မလဲ ညီရောက်ခမလေးအဲ့တယောက်ကိုပို့ပြီးတော့သဘောကျသွားလို့ရှင်နင်နေနိုင်လို့လားအေယိုရောလူရီရောထိန်းချုပ်ထားခြင်းအဲ့ဒီတယောက်ကိုဟင်းချက်တောင်တင်ပေးမနေနဲ့တော့မေသမီးရဲ့လင်ကြီးမအဲ့လောက်မဆိုးပါဘူးအမေရတာတကူကောင်းစိတ်တည်းနဲ့ပြည့်နေရသမီးဖုန်းချလိုက်တော့မယ်လောက်စရာတွေအများကြီးရှိသေးတယ်မန္တလေးအမေဖြစ်သူကိုဖုန်းချပြီးမိဖို့ကနေဝင်လာခဲ့ပါတယ်မူရကတော့မိဖို့ရင်းမှာအာလူပူရီခြံနေပါတယ်ညီမလေးအာလူဟင်းလေးတော့ချက်ထားတယ် ဘယ်ချိန်ချမလဲမသိလို့ guest တော့ပြိမထားသေးဘူးအမညီမဖုန်းလာနေလို့ခဏနော်ခင်ကတော့အဆင်ပြေပါတယ် guest ပြိလိုက်တော့နော်ဘာနာလေးအမေဖြစ်သူနဲ့ဖုန်းသွားပြောပြန်ပါတည်းဒီချိန်မှာပဲဟင်းဟိုးကနည်းနည်းတူးသွားခဲ့ပါတယ်ညနေစာစားချိန်ရောက်တော့တမိသားစုလုံးလေးစပွဲမှာထိုင်နေတာပေါ့ကွယ်ဒီချိန်မှာဒေါသရကမူရကိုချီကျူလိုက်ပါတယ်ဟဲ့နည်းနည်းတူးနေပြီမဲစားလို့တော့ဖြစ်ပါသေးတယ်။ကျမရဲ့နုနုရွရွရောင်မှဟင်းချက်တက်တယ်လို့တော့မထင်တော့ဘူး။ ကျေးဇူးပါဖရာသခင်ရဲ့အခုတော့အမေဒေါသတွေပြေလောက်ပါပြီဒီလိုချီးကျူးတဲ့တွေကိုကြားပြီးမာနာတယောက်သူ့အမေရဲ့စကားတန်တွေကိုတတိယသွားခဲ့ပါတယ်ဒါနဲ့သူ့အမေစီဖုန်းဆက်ပြန်ပါတယ်အမေဖြစ်သူကလည်းဒေါသတကြီးနဲ့ပြောခဲ့ပါတယ်ညီုံကဆရာရပြောရလေကုညီချင်းမှတ်ပလားခုမေကျမတခုခုလုပ်ရမယ်ကျမရခုမှကျမကိုသဘောကျရတာကနေသူ့ပြောင်းပြီးတော့သဘောကျလို့မဖြစ်ဘူးကျမလို့ဖြစ်မခံနိုင်ဘူး ဒီလိုနဲ့မာယာဟာမူရဘောဆက်ဆံပုံတွေပြောင်းလဲလာခဲ့ပါတယ်။ညီမလေးမိဖို့ခွက်နဲ့လာပြီးတော့ဟင်းချက်တာတော့မှအမောက်ကိုမခေါ်ဘူးနော်။ဒီနေ့အမောက်ကိုချပါဒီနဲ့စိတ်သားဟင်းချက်နေလေတင်မေးမလို့ဆို။ညီမလေးကအမေရဲ့ချစ်ဆုံးချွေးမလေးဆိုတော့အမေချိတ်ဆုံးဟင်းကိုချက်ပေးမလို့လေ။ဟင်းချက်ရတာကိုအာရုံစိုက်ရတယ်။အမောက်နေတိုင်းလည်းမတင်မေးနိုင်ဘူးလေ။အမဘာသာကြိုးစားပြီးတော့ချက်တောင်လို့လုပ်ပါ။အဲ့ဒါမှအမေကအမောက်ကိုပို့ပြီးတော့သဘောကျလာမှာပေါ့။ မာလာရဲ့ပြောင်းလဲမှုတွေကြောင့်မူယာလေးစိတ်မကောင်းဖြစ်ပြီးဖုန်းထဲကနေဟင်းချန်နီးတွေတင်ရှာပါတယ်။ဒါပေမဲ့လည်းအဆင်မပြေခဲ့ပါဘူး။ချွေးမကြီးဒီနေ့ဘလူးရီချက်ထားတာလဲငံတူးနေရပဲ။ချာပါတီကိုလည်းကြည့်အောင်။တစ်ဖက်ကကြက်တယ်တစ်ဖက်ကမကြက်ဘူး။နေဘယ်တော့မှချက်တက်မှလည်းဟဲ့။အမေပြောတာမှန်တယ်။အမလေးဘယ်တော့မှချက်တက်မယ်လို့ထင်မှု။မိသားစုဝင်တွေရဲ့စကားကြောင့်မာလာလေးစိတ်မကောင်းဖြစ်ပြီးအခန်းထဲကိုပြန်သွားပါတယ်။ အချင်းတွေကဒီလိုနဲ့ကုံဆုံးသွားပေမယ့်မူရန်ကတော့လက်မလျှော်ဘဲဟင်းတွေကိုကျူးစားချက်ခဲ့ပါတယ်။တခါတလေဟင်းတွေကပေါ့ရွှင်နေပြီးတခါတလေတော့လည်းမနှူးမနှက်တည်းဖြစ်ပါတယ်။တနည်းမှာတော့မနှက်ပြင်ကြရင်အမီတို့တငယ်ချင်းတွေတွဲဆုံပွဲရှိရဲချာပါတီနဲ့အာလူဟင်းကိုလူရောက်90စာလောက်ချက်ပေးုံတော့အမေမပူပါနဲ့တမီအာလူဟင်းကိုချက်တတ်တယ်။အမလေးညီထီတော်မထီပါနဲ့အေးငါကလေငါချွေးမလေးမာလာကိုပြောနေတာ။မေခဏခဏပြောနေရတာပဲ။ ကျမကသာအမေရဲ့အချစ်ဆုံးချွေးမပါဆိုနေမှမပူပန်တဲ့အမေရဲ့သမီးတော်ဝင်ထားလိုက်ပါမန္တဟာနောက်တနေ့မှာတော့လူရောက်90စာချပါတီတွေကိုတယောက်ထဲလုံနေပါတည်းဒီလိုနဲ့ညောင်းညောင်းပြီးဇက်ကြောတွေတက်လာတာကြောင့်အလူဟင်းမချက်သေးပဲအခန်းထဲမှာသွားပြေးနားယူခဲ့ပါတယ်ဒီလိုနားယူရင်းနဲ့အိပ်ပျော်သွားခဲ့ပါတယ်ငါအလူဟင်းသွားချက်မှာပါညီမလေးလည်းပင်မန်းလိုနားနေရှာရလေအမေကလည်းလာခန့်နေနေပြီသူလာလို့ချက်ပြုတ်တာမပြီးသေးရင်ငါ့ကိုမုန်းတယ်လို့ညီမလေးကိုလည်းမုန်းသွားလိမ့်မယ် ။ဒီလိုနဲ့မူရလင်မိဖို့ရိတ်သွားကဥရီကူအပူပေးပြီးအာလုံးရင်တွေကိုအမြန်လေးချက်လိုက်ပါတယ်။ငယုတ်သီးရိစားရိအမွှေးကြံတွေကိုလည်းတိချားလေးထည့်လိုက်ပါတယ်။အာလုံးရင်ကြက်ပြီးတိတ်မကြခင်မှာပဲဒေါသရတယောက်အိမ်ပြန်ရောက်လာခဲ့ပါတယ်။ဒေါသရလည်းချပါတီနဲ့အာလုံးရင်ကိုယူပြီးတွေးဆောင်ပွဲကိုသွားလို့တော့ပေါ့ကွယ်။ညနေပဲရောက်လာချိန်မှာတော့သူ့ချွေးမဖြစ်သူမာလာကိုချီကျူးခဲ့ပါတယ်။ငါချွေးမလေးလက်ရကောင်းချက်အေးကျေးဇူးတင်ပါတယ်။ကောင်းကောင်းလေးချက်ပေးလို့အားလုံးကစားကောက်နေပြုံးနေကြတာလေ ငါချွေးမလေးရချေမြောင်လုတ်ပြီးလို့တော့ဘောယူသွားလို့ရတာအလူဟိရတော့ရောင်းမကြီးချက်ထားတာအမေတမိကိုရိုင်မြင်ခဲ့တာရောင်းမငယ်ကပင်မမီးအိတ်နေတာတမိဒီနေအလူဟင်းချက်ပေးနိုင်နေဆိုရလေမြမလေးတေချာတင်ပေးထားလို့လေမြမလေးကိုသာချီးကျူးတင်တာပါအမအမောက်အမမြင်အောင်ကြည့်လို့ရတဲ့အထိခွင့်ရေးကိုမယူဘဲနဲ့ညီမအတွက်တွေးပြရယ်ညီမကတော့ညီမမိရဲ့စကားကြောင့်အမောက်ကိုလေအင်းချစ်တော်တော်မှမတင်ပြီးတော့တာ ਉ အမစိတ်မဆိုးဘူးနော် အမညမောက်ခွင့်လို့ပါနော်။ဟူရတမိရဲ့တော်ပါတော့ကွယ်။အမိနှလုံးသားကိုတမိရသွားပါပြီ။ဒီလိုနဲ့ပဲဒေါသရလိန်မူရကိုချိန်မအဖြစ်လက်ခံလိုက်ပြီးတော့မာယာလိန်သူ့လုပ်ရက်တွေအတွက်နောင်တရသွားပြီးမူရနဲ့တူတူဟင်းချက်ရင်းနဲ့ပျော်ရွှင်စွာနေထိုင်သွားကြပါတည်းကွယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။